မင်္ဂလာပါဒီနေ့တော့ဖဲခုံမြို့နယ်ကမြောက်စလုံးကြီးရွာကိုစစ်ကောင်မရှင်တက်တဲ့ PNO မီးချို့ဖြက်စီးတဲ့တဲ့င်းစစ်စင်ရေးကိုအချိန်ဟုန်နဲ့တိုးမြင့်ဆောင်ရွက်ဖို့နေပြည်တော် PDF ကနေဗျူဟာအမှတ်16တိုးချက်ဖွဲ့စည်းတဲ့တဲ့င်းမုံမိတ်မြို့နယ်ကိုလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ကလင်းငယ်အပါအဝင်အရက်သား9ဦးပွဲချင်းပြီးတေဆုံးတဲ့တဲ့င်းစတဲ့ Federal FN ရဲ့ဒီနေ့အော်တိုဘာလ10ရက်အတွက်နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ ရှမ်းဂရင်းနီနယ်ဆက်ဖဲခုံမြို့နယ်အတွင်းကမြောက်စလုံးကြီးရွာကိုစစ်ကောင်မရှင်တပ်နဲ့ပအုပ်ပြည်သူစစ် PNO တို့ကဝင်ရောက်ခဲ့ပြီးနောက်ဒေသခံတွေရဲ့နေအိမ်တွေကိုဒီနေ့အောက်တိုဘာလ10ရက်မှာစတင်မီးရှို့ဖျက်ဆီးနေတယ်လို့ရှီတန်းစစ်မြေပြင်သတင်းအရင်းမြစ်တူက Federal FM ကိုပြောပါတယ်စစ်ကောင်မရှင်တပ်နဲ့ PNO တပ်တို့စစ်ကြောင်းစထိုးလာတဲ့အချိန်မှာလဲပင်လောင်းဖဲခုံမြို့နယ်အဆက်မှာရှိတဲ့ကြီးရွာ၅ရွာထွက်မနည်းကလူဦးရေထောင်တဲ့ခြေရာလဲဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ကြရပါတယ်အခုလက်ရှိအချိန်မှာတော့ အဲ့ဒီကြီးရဘက်ကနေစစ်ပေးရှောင်နေရတဲ့သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့နေထိုင်မှုအတွက်တဲအိမ်တွေလိုအပ်နေတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလေးကပအုပ်ပြည်သူစစ် PNO အပါအဝင်စစ်ကောင်မရှင်တက်တဲ့တော်လရင်ပူပေါင်းတက်တို့တောင်မဲတင်ကြီးရအနီးမှာပြန်လည်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမနေ့ကအောက်တိုဘာလ9ရက်မှာတော့စစ်ကောင်မရှင်တက်ဘက်ကနေမြောက်စလုံးကြီးရကိုထိန်းချုပ်ပြီးမီးရှို့နေတာလို့ဆိုပါတယ် ်စစ်ကော်မရှင်တပ်နဲ့ပအုပ်ပြည်သူစစ် PNO တို့ကစက်တင်ဘာလကလေးကပင်လောင်းဖဲခုံမြို့ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာတော်လိုင်းတပေါင်းစုတွေနဲ့မကြာခဏထိတိတိုက်ပွဲဖြစ်ပွားနေခဲ့တယ်လို့လည်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနေပြီးနေပြည်တော်တိုင်းစစ်ဌာနကနေစစ်စင်ရေးကိုအချိန်အဟုန်နဲ့တိုးမြင့်ဆောင်ရွက်ဖို့အတွက်ဘျူဟာအမှတ်၁၉ကိုတိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ဒီနေ့မှသတင်းထုတ်ပြန်ထားပါတယ် ဗျူဟာအမှတ်16ဖွဲ့စည်းခြင်းအခမ်းအနားကိုတော့နေပြည်တော်အနီးစစ်တောင်းမြေဝန်ဒေသအတွင်းမှာရှိတဲ့နေပြည်တော်တိုင်းစစ်ဌာနရဲ့စိုးမိုးနယ်မြေတနေရာမှာ မနေ့ကအောက်တိုဘာလ9ရက်နေ့ကပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။ဗျူဟာ16ဖွဲ့စည်းခြင်းအခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနမှာတိုင်းစစ်စင်ရေးအရာရှိတွေဗျူဟာအမှတ်16ကတာဝန်ရှိသူတွေဗျူဟာအမှတ်16ရဲ့လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့တပ်ရင်း836 839 838 ိုးတုံညတစ်တို့ကနေတယင်းမှုဒူးယင်းမှုတယင်းတာဝန်ရှိသူတွေနဲ့ရဲဘော်တွေတက်ရောက်ခဲ့ကြတယ်လို့လည်းအတိအပြေထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေပြည်တော်ကို2021ခုနှစ်မေလ9ရက်နေ့မှာနေပြည်တော်အတွင်းရှိမြို့နယ်ရှစ်မြို့နယ်ကလူငယ်တွေပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ကရီနီပြည်ပါဝင် နေပြည်တော်နဲ့စစ်တောင်းမြစ်အရှိတ်ချမ်းနေမှာစစ်စင်ရေးတွေလှုပ်ရှားနေတယ်လို့လည်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်ဝဲပေါင်းကြီးရွာကို စစ်ကောင်မရှင်တပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးပါဝင်အရတား9ဦးပွေးချင်းပြီးတေဆုံးခဲ့ပြီးနောက်ထပ်အရတား8ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံအမျိုးသားတအူးက Federal FM ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ9ရက်နေ့ည9နာရီဝန်းကျင်လောက်မှာစစ်ကောင်မရှင်တပ်ကလေယာဉ်နဲ့ပေါင်250ဘုံ3လုံးကျဲခဲ့တာဖြစ်ပြီးတော့ကလေးငယ်အပါဝင်လူလက်ပိုင်းရွယ်အမျိုးသား၄ဦးနဲ့အမျိုးသမီး၃ဦးထိမှန်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် ဒဏ်ရာရရှိသူတွေထဲမှာနှစ်ဦးကအပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအရက်သားနေအိမ်၁၀လုံးလဲဘုံစားထိမှန်တာကြောင့်ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်တုန်းကမိုင်းလုံမြို့နယ်မန်ဟုံးကြီးရွာကိုစစ်ကောင်မရှင်တပ်ကလေရင်နဲ့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တဦးပါဝင်အရက်သား၁၀ဦးသေဆုံးခဲ့ပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒီနေ့အော်တိုဘာလ10ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ ကျွန်တော်တော့မှာပါခင်ဗျာ။